ထက်ကဲ့သို့ဖြစ်မယ်လူတွေကစားလိုက်တောက်လိုက်ပျော်ပါလိုက်အဲ့လိုဖြစ်တဲ့ပြင်ကိုဖျားရဲ့ဂတိတော်ဖြစ်တဲ့တက်တန်ရောင်ကြီးကိုတက်တန်ကြီးကိုယူသုံးထားတယ်ဒါမဲ့သူတို့ကတက်တန်မှာကကျွန်တော်တို့လီလာမိတလို့ဆိုရင်တော့ခုနှစ်ယောက်ပါတယ်အယောက်ခုနှစ်ယောက်ဒါမဲ့သူတို့သုံးတဲ့အလံမှာကျတော့6ယောက်ပဲပါတယ်တရောင်ဖြုတ်ထားတယ်အဲ့ဒီအယောက်ကတော့မဲနေယောက်အင်ဒီကိုလို့ခေါ်တယ်မဲနေယောက်လေးတခုကိုဖြုတ်ထားတယ် ဘာလို့လဲဆိုတော့မဲနဲ့ရောင်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ကျွန်တော်လေ့လာကြည့်တဲ့အခါမှာဉာဏ်ပညာနော်နောက်ပြီးရင်ဂုံတိတ်ခါနဲ့ဖန်တီးမှုတွေဖြစ်တယ်တဲ့ဒီအရာလေးတွေကိုဖြုတ်ထားတယ်လို့ပြောတဲ့အခါမှာတော့စဉ်းစားစရာဖြစ်လာတယ်ဖះရနဲ့ပတ်သက်တဲ့ဉာဏ်ပညာတွေတို့မလို့ချင်ဘူးဆိုတော့အယောင်6ယောင်ဆိုတာ6ကဏ္ဍကအမြဲတမ်းမှတ်ထားပါလူရဲ့နံပါတ်ဖြစ်တယ်ခုနှစ်သည်ဖះရဲ့နံပါတ်ဖြစ်တယ်ပြည်ဆောင်ခြင်းဒါကြောင့်မို့သူတို့ခုနှစ်ယောင်မသုံး6ယောင်မသုံးနဲ့ရုပ်တရက်ကြည့်လိုက်ရင်တော့ဖះရဲ့ တကယ်အသက်တန်ကဲ့သို့ပဲဖြစ်တယ်ယုတ်တည့်ကြည်လိုက်ရင်ဒါပေမဲ့ဒါအတူအယောင်ဖြစ်တယ်။မကြောင်လဲစာတန်ကလင်းသောကောင်းကင်တမန်ကဲ့သို့ဟန်ဆောင်နိုင်တယ်တဲ့။နော်ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေတတိရှိပါဒီအရာ